မြင်မှာအများအန်းထူးဆန်းနေတဲ့လူတယောက်ငញ្ញန်ရေးတေးသက်နေကြောင်းပြိသက်တွေရဲ့အတိအမှတ်ပြမှုကိုခံထားရတဲ့သူသူကတော့ reggae ဆိုတော့စဖို့ခွားပါဒီလိုငញ្ញန်ရေးအကြောင်းကိုပြောချင်လို့ reggae music ကိုမှရွေးချယ်ခဲ့တဲ့သူတို့ဘလို့ခက်ခဲတွေရှိနေမလဲကျမတို့မေတ္တစင်မှာကျမအခုအင်အားကံပေါင်းပေါ်မှာ support ခွားနဲ့တွေ့ဆုံမှုအတွက် ရောက်ရှိနေပါတယ်ကျမရဲ့လက်ထဲမှာတော့ UP မိကုံးအခုနဲ့အတူ UP ratchet ရှိနေပါပြီ ဟုတ်ကဲ့ရုပ်ပီစီစဉ်မှာတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ပါဝမ်းသာပါတယ်ကျွန်တော်လည်းဟုတ်ကဲ့ရှင်ဟုတ်ပထမမေကွန်းအနေနဲ့ပေါ့နော်အကွာဒီ reggae music နဲ့ပဲငញ្ញញရဲ့အကြောင်းပြပြခဲ့ရပေါ့နော်အခြားမျိုးစားတွေနဲ့ရောဘာဖြစ်လို့ဒီ reggae ငញ្ញញရဲ့ music ကိုမချပြနိုင်ရတာလဲ God Marley ရဲ့အချင်းပေါ့နော်တိတ်ပြီးတခုကျွန်တော်ကျွန်တော်တကယ်ချင်းပြောင်း guitar ဒါကလက်ဆောင်ပေးရတယ်ကျွန်တော်နားထောင်နေသူ့ကိုကျွန်တော်တော့ဒီဒီ music ကိုကျွန်တော်ဘယ်လိုလဲဆွဲလန်းသွားတယ်နှစ်သက်သွားတယ်ဟောတွေးတဲ့ဒီဝင်သွားတယ် ်ဆိုတော့ဒါမှ music လို့လည်းသွားခံယူနေတယ်။သူ့မှာလွတ်လပ်မှုတွေအများကြီးရှိတယ်။သူ့မှာငြင်းချမ်းမှုတွေအများကြီးရှိတယ်။သူ့မှာအားတွေအများကြီးရှိတယ်လို့ကျွန်တော်သိတယ်။ဆိုတော့ဘဝဆန်တဲ့ဒီ music ကိုကျွန်တော်ကနှစ်သက်တဲ့ဒီ music ဘလိုင်းလေးပေါ်မှာပဲကျွန်တော်ကနေတော့လုပ်ဝင်နေပါရှင်းပြပါတယ်။နောက်ဆုံးတော့ကျွန်တော်ရဲ့လူကောဒီ music တစ်ခုဖြစ်ပါတယ်။အခုတိုင်းနဲ့ပတ်သက်ပြီးတော့ဟိုဟာကောင်းတဲ့အမှတ်တရလေးရှင်ပြပြပေးပါလား။အဲသူတစ်ဖြစ်တော့ကျွန်တော်သားကြီးပါနော်။သူကအခုဆိုရင်သူ့မှာလည်းဒီ music pool လေးပါလာတယ်သူလုပ်တဲ့အထက်ကနေကျွန်တော် add on ရတဲ့ဟာလေးရှိပါတယ်တချင်းတစ်ပုဒ် arrangement လုပ်ပေါ့နော်အဲ့ဒီ music တခုကိုအဲဒီ reggae လေးလည်းပါတယ်ဒီဒီ reggae ရဲ့ hip hop ဆက်ဆံလေးရဲ့အဲ့ဒီ rap နဲ့သူ့ရဲ့အယူလေးပါတယ်သုံးမျိုး music သုံးမျိုးကိုသူက arrange လုပ်ပြီးတော့ကျွန်တော်လည်းကျွန်တော်မသိထားပါဘူးသူလုပ်ထားတယ် arrange သူ arrange လုပ်ပြီးတော့ demo လေးလုပ်တဲ့အချိန်မှာကျွန်တော်ကျွန်တော်အံ့ဩပါတယ်ဗျာနော် တူတော့ကျွန်တော်အဲ့ဒီအချိန်ကကျွန်တော်ဘာမှမသိသေးဘူးဒီအောင်မျိုးစက်နဲ့ပတ်သက်တယ်သူကတော့တော့ဆိုကျွန်တော်အဲ့ဒီအဖြစ်အပျက်လေးကတော့အာအမှတ်ရစီပါတယ်သူစီကကျွန်တော်အများကြီးတော့ပြန်ပြီးရအောင်ပဲဆိုတော့ကျွန်တော်နားလေတော့ပေါက်လိုက်တယ်ရရလေးကိုကျွန်တော်ပြီးပါတယ်ဒါအမှတ်တရလေးပါအကွက်ဆိုရင်ခေါင်းလျှော်ဖို့ခေါင်းလျှော်ရဖနဘူးလောက်တော့အောင်ရလေဆိုတော့တာမန်လိုပဲလျှော်ပါတယ်ခေါင်းလျှော်ရဘူးလောက်ကိုလည်းမကုန်ပါဘူးကျွန်တော်အဓိကတော့ဥယျာဉ်ပေါ့နော်ဥယျာဉ်ပေါ်မှာခေါင်းလျှော်လည်းပုတ်ခဲ့ခဲ့ပြီးတော့ဒီလိုကြားတယ်ကျွန်တော်ဒီအောင်ဒီနဲ့တက်စီ မရိုးရိုးပါပဲသိလက်ခက်ကဲမရှိတော့ရှိစနောက်တစ်ခုတော့ရှိတာတော့ဒီစနေ6ဖို့အတွက်တော့ကျွန်တော်လည်းအချိန်ယူပါတော့ည6တော့အကိုပေါ့နော်လူတွေကနေပြီးတော့ဒီအခုနောက်မှာအကိုပြောခဲ့ reggae ဆရာကြီး bot မာလီအတိုင်းပဲအဲအများတည်းပေါ့နော်ပုံစံတူငယ်လို့ပြောတာမျိုးတွေရှိရဲအကိုကဘာလို့အဲ့ bot မာလီကပုံစံနဲ့ပဲဒီဂီတကိုရှောင်းထမ်းတာအဓိကတော့ကျွန်တော်သူ့ကို crazy ဖြစ်တယ်သူလည်းကျွန်တော်ကိုအများကြီးလောင်းမှုပါတယ်အဲဆိုတော့သူ့ style နဲ့ကျွန်တော်သဘောကျတယ်ကျွန်တော် light တူတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကသူ့ဆရာကြီးအများကြီးယူတာပေးတာ ဒီပုံစံဒီကျွန်တော်နှက်တက်တယ်ဘယ်ထက်တယ်ဒီလိုဒီနောက်ဆုံးမိကုန်းနေနဲ့ပေါ့နော်ကဘာပေါ်မှာစစ်မဖြစ်အောင်နီလန်းတုံးခုနဲ့လည်းတားလို့ရမယ်ဆိုလို့ရှိရင်အခုဘယ်လိုနီလန်းမျိုးတုံးကျင်လဲကျွန်တော်နံပါတ်1အနေနဲ့တော့ကျွန်တော်ကဘာကြောင့်စစ်ပြရလဲဆိုတော့ကျွန်တော်လည်းအများနဲ့ကျွန်တော်ပွဲတွေမှာပြောပါဒီစစ်ပွဲတွေဖြစ်နေအစိုးရကဒါဘာကြောင့်ဖြစ်ပါလဲဒါကြောင့်ဖြစ်ပါလဲဆိုတိကျတဲ့အဖြစ်ဘယ်အစိုးရကျွန်တော်တို့ရဲ့ခင်ဆက်ဆက်ပဲအစိုးရလက်ထက်မှာစစ်ပွဲတွေဝဲဖြစ်နေတာဒီမကြုံရခဲ့ဘူးကျွန်တော်လူချင်တာကတော့အဲ့ဒါကိုလူချင်ပါတယ်နောက်တစ်နည်းကတော့ စစ်ဆိုတဲ့အရာကြီးမရှိတော့ဘူးအတွက်ကဘာကြီးထဲမှာမရှိဘူးကိုပြောဆိုတာကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာအမုန်းမရှိဘူးပေါ့နောက်ဆုံးတစ်ခုလှုပ်ချင်တာကတော့အမေရိကန်မှာတခြားဟိုကျွန်တော်တို့လူပေါ့ဗျာမင်းပါလဲမင်းကျွန်တော်ဆိုမင်းကျွန်တော်တခြားနိုင်ငံလေးရောကျွန်တော်မင်းကျွန်တော်ကင်ရင်လို့ဖြစ်နေတာအာအမေရိကန်မှာညာဖြစ်တယ်တကယ်တော့ကျွန်တော်ကမြန်မာနိုင်ငံထွက်လာတယ်ကျွန်တော်ဆိုလိုချင်တာကအမေရိကန်ကအမေရိကန်ပဲဩစတြေးလျမှာလည်းအဲ့လိုပဲအမေရိကန်လေးရှိတယ်ပြင်သစ်ပိုဆိုးတယ်လူတွေပေါင်းလို့လာဒါပေမဲ့သူ့ရဲ့ ဒီဟွာတဲကိုရောက်သွားပြီဒီ citizen ခံလိုက်ပြီဆိုရင် तू आर friend ဆိုတော့ကျွန်တော်ကအဲ့လိုမျိုးလုံးချင်ဒီဟာတွေဖြစ်လာဖို့အတွက်ဆိုတာအခြေခံကြဆုံးကျွန်တော်တို့ကဘယ်တိသွားဟိုကြောက်နေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီသဘောတရားရေးရတယ်အကုန်လုံးကိုကျောင်းသင်ခန်းစာရဲ့ကုတ်ဆက်ကျွန်တော်တို့ကထည့်နိုင်တယ်သင်ရိုးထဲမှာထည့်နိုင်တယ်ဆိုတော့ဆိုတော့အဲ့ဒီသုံးခုတော့ကျွန်တော်အဓိကဒီစစ်ပွဲကြီးကြောက်သွားအောင်ဆိုတဲ့ဟာပေါ့ပြောပါဆိုရင်တော့ကျွန်တော်အဲ့ဒီသုံးခုနဲ့ကျွန်တော်လုပ်ချင်ပါတော့ ဟုတ်ကဲ့ရှင်အခုလို UP Star season မှာကျမတို့ရဲ့မိကွန်းငါးခုကို ဖြစ်ပေးတဲ့အတွက်အခုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးရရနေပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့နောက်ဆုံးပါဦးမယ်ဟုတ်ကဲ့